မင်္ဂလာပါဖန်တီရှင်ဒီစီဥကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကိုလိုရှင်တဲ့ချစ်သူကိုဘလို့ဖန်တီးပြီးရယူနိုင်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်လိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်တာပဲဖြစ်ပါတယ်ဒီနည်းနဲ့ဟာဆရာကြီး Neville Goddard ရဲ့နည်းနဲ့ပဲဖြစ်ပါတယ်လိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်တယ်ဆိုတော့ကိုလိုရှင်တဲ့ချစ်သူဘလို့ပုံစံမျိုးမဆိုဖြစ်နိုင်တယ် ကိုယ့်ရဲ့ရည်စားဟောင်းကိုယ့်ရဲ့ချစ်သူဟောင်းလေးဖြစ်နိုင်တယ်ကိုယ့်ရဲ့ချစ်သူအစ်စ်လေးဖြစ်နိုင်တယ်ကို့အနေနဲ့ romantic relationship ရရှိတဲ့ချစ်သူဘယ်သူ့ကိုမဆိုဖြစ်နိုင်ပါတယ်ဒါအပြင်ဒီနည်းနဲ့ကိုအသုံးပြုရှင်းအပြင်လိုရှင်တဲ့အရာဘေးအရာကိုမဆို manifest ပြုလုပ်နိုင်ပါတယ်ဒီနည်းနဲ့အတိုင်းကိုလိုရှင်နေတဲ့ငွေရည်ကြီးကိုလိုရှင်နေတဲ့အလုပ်အကိုင်းအဲ့ဒါတွေကိုကအစ manifest ပြုလုပ်နိုင်ပါတယ် ဒါပေမဲ့ဒီဗီဒီယိုကတော့လိုချင်တဲ့ချစ်သူဆိုပြီးခေါင်းစဉ်တက်လိုက်တာမို့လို့အချင်းရင်းနဲ့ပတ်သက်ပြီးတော့ manifest ပြုလုပ်တဲ့အကြောင်းကိုပဲဦးစားပေးဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ပထမအဆုံးအနေနဲ့ကိုလိုချင်နေတဲ့ချစ်သူတယောက်ကို manifest ပြုလုပ်နိုင်ပါသလားဆိုတဲ့မေးခွန်းကိုမေးမိဆိုရင်အဖြေကတော့အတိအကျ yes လို့ပဲပြောရပါမယ်။ကိုလိုချင်တဲ့ချစ်သူတယောက်ကိုအတိအကျကို manifest ပြုလုပ်နိုင်ပါတယ်။ ဒါအပြင်လူရှင်တဲ့အရာဘေးအရာကိုမဆို manifest ပြုလုပ်နိုင်ပါသေးတယ်။တကယ်တော့ကျွန်ုပ်တို့ဟာအချိန်တိုင်းအချိန်တိုင်း manifest ပြုလုပ်နေရတဲ့လူတွေဖြစ်ပါတယ်။တချို့သောသူတွေဟာသူတို့ရဲ့အတွေ့အကြုံစိတ်ကူးတွေနဲ့သူတို့ရဲ့ဖြစ်တည်မှု reality တွေကို manifest ပြုလုပ်နေကြတယ်ဆိုတာကိုမယုံကြည်ခေတိတိုင်အောင်အဲ့ဒီလူတွေဟာ manifest ပြုလုပ်နေစေပေဖြစ်ပါတယ်။ account table ဖြင့်တည်နေတယ် manifest ပြုလုပ်နေတယ်ဆိုတာကသဘာဝအတိုင်းပဲဖြစ်ပါတယ် ဒီလိုဖန်တီးမှုလုပ်ငန်းစဉ်ကိုကျွန်ုပ်တို့ဟာအချိန်တိုင်းအချိန်တိုင်းပြုလုပ်နေကြတဲ့သူတွေပဲဖြစ်ပါလိမ့်။ဒီနေရာမှာတချို့သောသူတွေကကိုလိုရှင်နေတဲ့ချစ်သူကို manifest ပြုလုပ်တဲ့အကောင့်ထေဖို့ဖန်တီးတယ်ဆိုတဲ့စကားဟာကျင့်ဝဲနဲ့မညီဘူးလို့လေထင်တဲ့ကြပါလိမ့်။ဘာဖြစ်လို့လဲဆိုရင်လိုချင်တဲ့ချစ်သူကို manifest ပြုလုပ်တယ်ဆိုတာကသူတို့ရဲ့လွတ်လပ်တဲ့စင်တားကိုရှိုးဖောက်နေတယ်လို့ယူဆကြတာပဲဖြစ်ပါတယ်။ ဒီလို manifest ပြုလုပ်နေတယ်ဆိုတာဟာအထက်လဲတွေအောက်လဲတွေမှော်ပညာတွေလေးမဟုတ်ပါကိုလိုရှင်တဲ့ဘဝကိုကိုတိုင်ဖန်တီးနေတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ကိုကိုကိုပင်ဝင်းကြီးမှာရှိနေတဲ့လူတွေကဘလို့ပုံစံမျိုးဆက်ဆံရမလဲဆိုတာကိုကိုလိုရှင်တဲ့ပုံစံအတိုင်းဖန်တီးနေတာပဲဖြစ်ပါတယ်ကိုပင်ဝင်းကြီးမှာရှိနေတဲ့လူတွေကကိုကိုကောင်းဝင်စွာဆက်ဆင်ခဲ့တယ်ဆိုရင်လေဒါဟာကိုဖင်တိခဲ့တာပဲဖြစ်တယ်ကိုပင်ဝင်းကြီးမှာရှိနေတဲ့လူတွေကကိုကိုမကောင်းအောင်ဆက်ဆင်ခဲ့တာဆိုရင်လေ ဒါဟာကိုဖင်တီးခေတာပဲဖြစ်တယ်။ဒါကြောင့်ကိုချစ်ခင်တဲ့သူကကိုကိုမချစ်ဘူးဆိုတာကလေကိုကိုတိုင်ဖင်တီးခေတာဖြစ်တာမို့လို့ကိုချစ်ခင်တဲ့သူကကိုကိုချစ်လာအောင်ပြုလုပ်တယ်ဆိုတာကလေကိုကိုတိုင်ဖင်တီးနေရမှာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်သင်ကိုငါကဖင်တီးထားသလိုငါ့ကိုသင်ကလေးဖင်တီးထားတာပဲဖြစ်ပါတယ်။ တကယ်တော့ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ကျွန်ုပ်တို့ရဲ့ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေဆိုတာကျွန်ုပ်တို့ရဲ့အတွင်းထင်းမှာရှိတဲ့စိတ်ကူးစိတ်သင်းတွေတွေးခေါ်မှုတွေစိတ်ခင်စားချက်တွေကို ရောင်ပြန်ဟဲ့ဖော်ပြနေတဲ့အင်းမြန်တစ်ချက်နဲ့အတူတူပဲဖြစ်ပါတယ်။ဒီတော့ external world လို့ခေါ်တဲ့ကျွန်ုပ်တို့ရဲ့ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေတွေအကြောင်းကိုနည်းနည်းတော့စဉ်းစားကြရအောင်။ external wall လို့ခေါ်တဲ့ပြင်ပရုပ်ပိဆိုင်ရာအရှိအနေတွေဟာထင်ရောင်ထင်မှားဖြစ်နေတဲ့ illusion မျှသာဖြစ်ပါတယ်။ illusion ဆိုတာကကြည့်မြင်ထင်မှားရှိနေတဲ့ပုံရိပ်ကိသော့ပဲအလုပ်လုပ်ဆောင်ပါတယ်။ကြည့်မယ်ဆိုတာကလေသူ့ရဲ့ချင်းမှာရှိနေတဲ့အရာတွေကိုရောင်ပြင်ဟဲ့ဖော်ပြနေတဲ့တာဝန်ကိုပဲပြုလုပ်နေတာဖြစ်ပါတယ်။ဒီတော့အမှန်တကယ်ကြည့်မယ်တစ်ချက်ကိုစဉ်းစားကြည့်ကြရအောင်။ မိတ်ဆွေဟာကြည်မြန်ရဲ့ခြေမှာအင်းကြီးအနီကလေးကိုဝက်ပြထားရင်ကြည်မြန်ကလေးအင်းကြီးအနီဝက်ပြထားတဲ့မိတ်ဆွေကို ရောင်ပြန်ဟဲ့ဖော်ပြနေမှာပဲဖြစ်တယ်။တကယ်တော့မိတ်ဆွေဟာကြည်မြန်ရှေ့မှာအင်းကြီးအပြာကလေးကိုဝက်ပြထားပြီဆိုရင်ကြည်မြန်ကမိတ်ဆွေကိုအင်းကြီးအနီဝက်ပြထားတဲ့ပုံရိပ်ကိုဖော်ပြမှာမဟုတ်ပါဘူး။မိတ်ဆွေပြုလုပ်နေတဲ့ပုံစံအတိုင်းကိုကြည်မြန်ကရောင်ပြန်ဟဲ့ဖော်ပြနေတာပဲဖြစ်ပါလေ။ ဒီအတိုင်းပဲပြင်ပရုပ်ပိုင်းဆိုင်ရာအရှင်နေတွေပြင်ပရုပ်ပိုင်းဆိုင်ရာလောကကြီးဆိုတာကလေကြီးမဲ့တရှဲကေတော့ပဲလှုပ်ဆောင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအရှင်နေရုပ်ပိုင်းဆိုင်ရာကမ္ဘာလောကဆိုတာကျွန်တော်တို့ဘာဖြစ်နေသလဲဆိုတာကိုရောင်ပြန်ဟဲဖော်ပြနေတာပဲဖြစ်တယ်ကျွန်တော်တို့ဘာဖြစ်နေသလဲဆိုတာကကျွန်တော်ရဲ့အတွင်းစိတ်မှာတွေးတောနေတဲ့အရာတွေကျွန်တော်တို့ယုံကြည်နေတဲ့အရာတွေကိုဖော်ပြတာဖြစ်တယ် ဒီတော့ကျွန်ုပ်တို့ရဲ့အတွင်းစိတ်မှာဘသူကမှငါ့ကိုမချစ်ဘူးဆိုတဲ့စိတ်ခင်စားချက်တွေဖြစ်မိအဲ့ဒီလိုအတွေးတွေတွေ့မိဆိုရင်ကျွန်ုပ်တို့ရဲ့ပြင်ပရုပ်ပိုင်းဆိုင်ရာအရှိအနေမှာလေဘသူကမှမချစ်တဲ့ပုံစံတွေကိုဖော်ပြလာမှာပဲဖြစ်တယ်။ တကယ်တော့ကျွန်တော်တို့ရဲ့အတွင်းကဘာထေကယုံကြည်ချက်ကလူတိုင်းကငါ့ကိုချစ်တာပဲသူကငါ့ကိုပြင်ချင်မှာပဲငါချစ်တဲ့သူဆိုရင်ငါ့ကိုအမြဲတမ်းချစ်တာပဲအဲ့ဒီလိုယုံကြည်နေမေဆိုရင်ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်းမိတ်ဆွေယုံကြည်နေတဲ့အတိုင်းပဲပြင်လေပြသလာမှာပဲဖြစ်တယ်။ဒါကြောင့်ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကိုကြည့်မဲ့တစ်ချဲလိုရောင်ပြဲဟဲထင်ဟဲပြသတဲ့အလုပ်ကိုပဲပြုလုပ်နေတာဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထဲမှာအပြုသဘောမဆောင်တဲ့အတွေ့အကြုံရှိမေစိတ်ကူးစိတ်သင်းတွေ ရှိမေယုံကြည်ချက်တွေရှိမေခံစားချက်တွေရှိမေဆိုရင် ပြင်ပကဘာမှလေအဲ့ဒီလို မိတ်ဆွေတွေးတောတဲ့အတိုင်းပေါ်ပေါက်လာမှာပဲဖြစ်တယ်ဥပမာဆိုကြပါစို့မိษွေဟာကိုယ့်ရဲ့စိတ်ထဲမှာငါကအရင်အရေးကြီးတဲ့လူမဟုတ်ဘူးတော့တွေးတောလိုက်တယ်ယုံကြည်လိုက်တယ်ဆိုရင်လူတွေကလည်းမိษွေကိုဘယ်တော့မှသတိထားမိမှာမဟုတ်ပါဘူး ။ဘာဖြစ်လို့လဲဆိုရင် ပြင်ပရုပ်ပိုင်းဆိုင်ရာကဘာဆိုတာမိတ်ဆွေရဲ့အတွင်းစိတ်ကိုရောင်ပြန်ဟဲဖော်ပြနေလို့ပဲဖြစ်တယ်။တကယ်လို့များမိတ်ဆွေရဲ့စိတ်ထိမှာ ကိုချင်းခင်တဲ့သူကိုလိုရှင်တဲ့သူနဲ့ပက်သက်လို့သူ့ဖက်ကကိုကိုလုံးဝချစ်လာမှာမဟုတ်ဘူးသူ့ကိုရနိုင်တဲ့အခွင့်အရေးလုံးဝရှိနေမှာမဟုတ်ဘူးလို့ယုံကြည်နေမိဆိုရင်မိဆွေယုံကြည်တဲ့အတိုင်းပြင်ပကဘာကမိဆွေကိုထင်ဟဲ့ပြတ်ပလာမှာပဲဖြစ်တယ် ဒါကတော့ကျွန်ုပ်တို့ရဲ့ပြင်ပကဘာဟာကျွန်ုပ်တို့ရဲ့အတွင်းကဘာကိုထင်ဟပြသနေတဲ့အကြောင်းကို ရှင်းလင်းပြောပြပေးတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးရင်ကျွန်ုပ်တို့ဟာအမြင့်တဲ့အကောင့်ထေဖို့ဖန်တီးနေပါတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပါောင်းမယ်။မိတ်ဆွေဟာကိုလိုချင်တဲ့ချစ်သူတယောက်ကိုသူ့ရဲ့လွတ်လပ်တဲ့စင်တာကိုမချိုးဖောက်ပေးနဲ့မန်နီဖက်စ်ပြုလုပ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ဟာအမြင့်တဲ့အကောင်အထည်ဖို့ဖန်တီးနေကြတဲ့သူတွေဖြစ်တယ်အမြင့်တဲ့ manifest ပြုလုပ်နေကြတဲ့သူတွေဖြစ်ပါတယ်ကိုယ်ဘဝမှာဘာတွေဖြစ်လာမလဲဆိုတာကိုဘသူကမှဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးကိုယ်ဘဝမှာဖြစ်လာမယ့်အရာကိုကိုယ်ကိုယ်တိုင်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ဒါကြောင့်ကိုလိုရှင်တဲ့သူတယောက်ကကို့အတွက်ဟုတ်တယ်ကို့အတွက်မဟုတ်ဘူးဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ် ကိုလိုရှင်တဲ့ကင်ကြမာကိုကိုတိုင်ဖန်တီးနိုင်တဲ့ပါဝါဟာကျွန်ုပ်တို့ရဲ့လက်ထီးမှာအမြဲတမ်းရှိပါတယ်။ကိုဘဝမှာကိုမဖြစ်ရှင်တဲ့အရာတွေကိုတခြားသူတွေကလည်းဖန်တီးတော့မရပါဘူး။ကိုရဲ့အတွေးတွေကိုရဲ့ယုံကြည်ချက်တွေကိုရဲ့စိတ်ခင်စားချက်တွေဟာကိုအနေနဲ့ကြုံတွေ့ရမယ့်အရာတွေကိုပုံဖော်နေတာပဲဖြစ်တယ်။ဒါကြောင့် ကိုအနေနဲ့ကိုဘဝမှာဘာဖြစ်ရှင်တလေးဆိုတာကိုသာတိတိကျကျဆုံးဖြတ်လိုက်ပါ။ တိကျခိုင်မာတဲ့ဆုံးဖြတ်ချက်ကို universe ကဖြစ်အောင်ပြုလုပ်ပေးပါလိမ့်မယ်။မိတ်ဆွေရဲ့ဘဝမှာကိုယ့်အနေနဲ့ဘာတွေဖြစ်လာရမလဲဆိုတာကိုတတိရှိရှိညင်ရှိရှိနဲ့တော့ရွေးရှိဖို့လိုအပ်ပါတယ်။ဒီလိုကိုလိုရှင်တဲ့ပုံစံကိုတတိရှိရှိညင်ရှိရှိရွေးရှိပြီးနောက်ကိုယ့်ရဲ့မသိစိတ်ကိုကိုယ်ရွေးရှိထားတဲ့အတိုင်းဖြစ်လာအောင် program ရေးဆွဲဖို့တော့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်တဲ့အခါသူတို့ရဲ့လဲလဲတဲ့စင်တာကိုရှိုးဖောက်ပြီးရင် manifest ပြုလုပ်နေတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ကသူတို့ကိုပြောင်းလဲဖို့အာယုံစိတ်နေတာမဟုတ်ပါဘူး။ကိုကိုမချစ်တဲ့လူတယောက်ကို ကိုကိုချစ်လာအောင်လို့အတင်းအာဓမဖိအားပေးနေစရာလည်းမလိုပါဘူး။တခြားလူတယောက်ဟာကိုယ့်အပေါ်ပြောင်းလဲစွာဆက်ဆံလာမှာကိုလေဖိအားပေးတော့မရပါဘူး။ ဒါဆိုရင်ကျွန်ုပ်တို့ပြုလုပ်လို့ရတာကတော့မိမိကိုယ်တိုင်ပြောင်းလဲဖို့ပဲဖြစ်တယ်တကယ်တော့ကိုလိုရှင်တဲ့သူကကို့အပေါ်မှာစိတ်ဝင်စားမှုမရှိဘူးဆိုတာကကို့အနေနဲ့သူကကို့အပေါ်စိတ်ဝင်စားမှုမရှိတာကိုဖန်တီးခဲ့တယ်လို့ပဲဆိုလိုပါတယ်။ဒီလိုဆိုရင်ကို့ရဲ့ဖန်တီးမှုကိုပြောင်းလဲဖို့တော့လိုအပ်လာပါတယ်။ ကိုယ့်ရဲ့ဖန်တီးမှုကိုပြောင်းလဲလိုက်တဲ့အခါမှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေကလည်းအဲ့ဒီဖန်တီးမှုကိုရောင်ပြန်ဟဲ့တဲ့အနေနဲ့ထင်ဟဲပြသလာပါလိမ့်မယ်။အဲ့ဒီတော့ဘလို့ပြသလာလိမ့်မလဲဆိုရင်ကိုလိုရှင်တဲ့တစ်ဖက်လူကကိုယ့်ကိုဆက်ဆံတဲ့ပုံစံတွေဟာအရင်တုန်းကပုံစံတွေနဲ့မတူတော့ဘဲကိုယ့်ပြရှားနာဆိုတာဆက်ဆံလာပါလိမ့်မယ်။ကိုဖန်တီးထားတဲ့ပုံစံအတိုင်းဆက်ဆံလာမှာဖြစ်တယ်။ infinite parallel reality ရဲ့သဘောတရားအရာပြောမေဆိုရင် ဖြစ်နိုင်ရှိရှိတဲ့အရာအလုံးဟာအခုအချိန်မှာရှိနေပြီးသားပဲဖြစ်တယ်။မိစေအနေနဲ့ကိုကြုံတွေ့ရှိနေတဲ့ reality ဆိုတာအမှန်တကယ်ရှိနေပြီးသားပဲဖြစ်တယ်။ကိုလိုရှင်တဲ့သူက ကိုကိုမချစ်တဲ့ reality ကလေးရှိနေပြီးသားဖြစ်တယ်လို့ကိုလိုရှင်တဲ့သူကကိုကိုအရင်ချစ်နေတဲ့ reality ကလေးရှိနေပြီးသားပဲဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့ဟာကိုလိုရှင်နေတဲ့ reality ကို ဖန်တီးနေစရာမလိုပါဘူးကို့အနေနဲ့ရွေးရှည်လက်ယုံပေးဖြစ်ပါတယ်လိုရှင်နေတဲ့ချစ်သူကိုအကောင့်ထေဖို့ဖန်တီးနေဆိုတဲ့နေရာမှာဖန်တီးနေဆိုတဲ့သဘောတရားမဟုတ်ဘင်းနဲ့ရွေးရှည်မှုဆိုတာကိုပဲအသုံးပြုစီရှိပါတယ်ရွေးရှည်တဲ့အခါမှာတော့အသိဉာဏ်ရှိရှိတတိရှိရှိရွေးရှည်ဖို့တော့လိုအပ်ပါတယ်ဒီတော့ဆိုရင်မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်နဲ့ချစ်သူကိုအတိအကျ manifest ပြုလုပ်နိုင်တယ်ဆိုတာကိုလေးသိပြီးပြီ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဆိုတာကလေကိုယ့်ရဲ့အတွင်းကဘာကိုရောင်ပြန်ဟဲတဲ့အနေနဲ့ထင်ဟဲပြသနေတာဖြစ်တဲ့တိမင်တစ်ချက်လို့အလုံးလုံးဆောင်နေတယ်ဆိုတာကိုလေးသိပြီးပြီ။ဒါအပြင် ကိုယ့်အနေနဲ့ကြုံတွေ့ရမယ့်ကိုလိုရှင်နေတဲ့အတွေ့အကြုံတွေကိုလေးရွေးရှည်ဖို့လိုအပ်တယ်ဆိုတာကိုလေးသိပြီးပြီ။ဒါဆိုရင်လိုရှင်တဲ့ချစ်သူကို manifest ဘလို့ပြုလုပ်ရမလဲဆိုတဲ့အပိုင်းကိုသွားကြပါမယ်။အခုဆက်လက်ပြောပြပေးမှာကတော့ manifestation နည်းလမ်းပဲဖြစ်တယ်။ အဲ့ဒီတော့ပထမဆုံးအနေနဲ့သိရမှာကတော့ကိုလိုချင်တဲ့ချစ်သူဟာဘသူလေးဆိုတာကို တိတိကျကျဆုံးဖြတ်ဖို့တော့လိုအပ်ပါတယ်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဟာလုံးဝရှင်းလင်းတိကျနေဖို့တော့လိုအပ်တယ်။မဖြူလိုလိုမနီလိုလိုကိုကိုလိုလိုမောင်မောင်လိုလိုဆိုတော့မရပါဘူး။ကိုယ့်အနေနဲ့ manifest ပြုလုပ်ရှင်တဲ့သူဟာဘသူလေးဆိုတာကိုတော့တရားရာခိုင်နှုံးအတိအကျဖြစ်နေဖို့လိုအပ်တယ်။ အဲ့ဒီလို manifest view လုပ်ရှင်တဲ့သူဟာဘသူလေးဆိုတာကိုတိတိကျကျဆုံးဖြတ်ပြီးတဲ့အခါသီးသာထင်ရှားတဲ့မြင်ကွင်းတစ်ခုကိုကိုယ့်ရဲ့စိတ်ထင်းမှာဖန်တီးရမှာဖြစ်တယ်။အဲ့ဒီမြင်ကွင်းကဘလို့ပုံစံမျိုးလေးဆိုရင်ကိုယ့်ရဲ့ဆန္ဒပေါ့နော်ကိုလိုရှင်တဲ့အရာတွေ manifest ဖြစ်ပြီးသားပုံစံမျိုးအနေနဲ့ဖြစ်နေတဲ့မြင်ကွင်းပဲဖြစ်တယ်။ဥပမာမိတ်ဆွေဟာကိုလိုရှင်တဲ့သူကိုလက်ထဲရှင်တယ်ဆိုပါစို့ အဲ့ဒီတော့မိတ်ဆွေဖန်တီးရမယ့်မြင်ကွင်းကမိတ်ဆွေနဲ့သူဟာအတူတူကလက်ထဲပြီးသားအရှိအနေနဲ့သက်ဆိုင်တဲ့မြင်ကွင်းကိုပဲဖန်တီးရမှာဖြစ်တယ်။သူနဲ့လက်ထဲပြီးပြီမို့လို့အိမ်တအိမ်မှာအတူတူကနေထိုင်နေကြပြီဖြစ်တယ်။သူစီကပေးတဲ့လက်ထဲလက်ဆဲတွေကကိုယ့်ရဲ့လက်ချောင်းပေါ်မှာရှိနေပြီဆိုတဲ့မြင်ကွင်းတွေဖြစ်တယ်။ဒီနေရာမှာဒေစီအနေနဲ့အကျဉ်းပေးရှင်တဲ့မြင်ကွင်းတစ်ခုကိုပြောပြပါမယ်။အဲ့ဒီမြင်ကွင်းကဘလို့ပုံစံမျိုးလေးဆိုရင်မိတ်ဆွေဟာ ကိုယ့်ရဲ့တစ်ဖက်လူနဲ့အတူတကွာစားသောက်ဆိုင်တစ်ဆိုင်မှာအတူရှိနေတယ်။အဲဒီအချိန်မှာမိတ်ဆွေနဲ့မတွေ့တာကြာပြီ ဖြစ်တဲ့တငင်ရှင်းတယောက်ကရောက်လာတယ်။ဒီတော့မိတ်ဆွေတို့နှစ်ဦးအတူတကွာရှိနေတာကို သူကလာပြီးနှုတ်ဆက်တယ်မိတ်ဆက်တယ်အဲ့ဒီအချိန်မှာမိတ်ဆွေကလေကိုယ့်ရဲ့တစ်ဖက်လူကို ကိုယ့်ရဲ့တငေရှင်နဲ့မိတ်ဆက်ပေးလိုက်တယ်။သူကငါ့ရဲ့ အိမ်ထောင်ဖဲဖြစ်နေပြီငါရဲ့ဇနီးဖြစ်နေပြီငါရဲ့ယောက်ျားဖြစ်နေပြီစသဖြင့်အဲ့ဒီလိုမိတ်ဆက်ပေးလိုက်တဲ့မြင်ကွင်းမျိုးကိုဖန်တီးစီရှင်ပါလေဒါပေမဲ့ဒီလိုမြင်ကွင်းမျိုးမဟုတ်ဘင်းနဲ့မိတ်ဆွေအနေနဲ့မိမိကိုကိုစိတ်ကြိုက်ဖန်တီးရှင်တဲ့မြင်ကွင်းကိုဖန်တီးမည်ဆိုရင်လေဖန်တီးလို့တော့ရပါလေဒီစီအနေနဲ့ဥပမာတစ်ခုပေးတာပဲဖြစ်တယ်အဓိကအရေးကြီးတာကကိုလိုရှင်တဲ့အရာရပြီးသားဖြစ်ပြီးသားအရှိအနေရှိနေတဲ့မြင်ကွင်းကိုဖန်တီးဖို့လိုအပ်ပါတယ် ကိုချစ်သူနဲ့လက်ထဲရှင်တွေဆိုရင်မိဆွေဟာကိုချစ်သူနဲ့လက်ထဲပြီးသားအရှိအနေထိမှရှိနေဖို့လိုအပ်တယ်။ကိုလိုရှင်နေတဲ့အရှိအနေကိုဖြစ်ရှင်နေတဲ့အရာတွေဟာဖြစ်နေပြီးသားရနေပြီးသားအရှိအနေထိမှရှိနေပြီဆိုရင်အဲ့ဒီအရာတွေဟာ manifest ဖြစ်လာဖို့လွေကူစေပါတယ်၊မြင်လေးမြင်ဆင်စေပါတယ်။အဲ့ဒီလိုကြည်ရင်ပြသတဲ့စိတ်ကူးရင်မြင်ကွင်းမျိုးကိုရပြီဆိုရင်အဲ့ဒီမြင်ကွင်းကိုကိုယ့်ရဲ့ခေါင်းထိပ်မှာထက်တလေးလေးရင်းပေးပါ။ အဲ့ဒီမြင်ကွင်းကိုကိုယ့်ရဲ့စိတ်ထင်းမှာထက်တလေလေတွေးပေးပါအဲ့ဒီလိုကိုယ့်ရဲ့စိတ်ထင်းမှာအဲ့ဒီမြင်ကွင်းနဲ့ပတ်သက်ပြီးတွေးတောစဉ်းစားတာစိတ်ကူးရင်ပုံဖော်တာတွေပြုလုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ခင်စားချက်ကလေကောင်းဝင်နေဖို့တော့လိုအပ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကူးရင်မြင်ကွင်းဟာအမှန်တကယ်ဖြစ်နေပါတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပြုလုပ်ပါသားတွေကအမှန်တကယ်ဖြစ်နေတဲ့အတွက်ကိုယ့်ရဲ့စိတ်ထင်းမှာပျော်ရွှင်မှုတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေကိုခံစားပေးဖို့တော့လိုအပ်ပါတယ်။ ဒီနီးချင်းခင်းကိုမအိမ်မီအချိန်ကလေးမှညစဉ်ညတိုင်းပြုလုပ်ပေးပါတကယ်လို့များမိတ်ဆွေဟာတရက်မှာသုံးချိန်ခင်းပြုလုပ်ရှင်တည်းဆိုရင်မနေ့အိမ်ရာထားတဲ့တစ်ချိန်နီးလေတစ်ချိန်ညအိခါနီးတစ်ချိန်ပြုလုပ်ပါအတီးကတော့ညအိခါနီးအချိန်မှာတော့နီးစဉ်နေတိုင်းပြုလုပ်စေရှင်ပါတယ်ဒီနီးချင်းခင်းကိုပြုလုပ်တဲ့အခါ7မိနစ်ကနေပြီးတော့15မိနစ်အတွင်းပြုလုပ်ပါ အတိကတော့ကိုဖန်တီးထားတဲ့မြင်ကွင်းအပေါ်မှာ အထူးအာယုံစိတ်ဖို့တော့လိုအပ်ပါတယ်။ဒီနေရာမှာဆက်လက်ပြောရှင်တာကတော့မိတ်ဆွေအနေနဲ့အခုဖန်တီးထားတဲ့မြင်ကွင်းတစ်ခုတည်းကိုပဲပြုလုပ်ရမယ်လို့တော့မဆိုလိုပါဘူး။ တခြားမြင်ကွင်းသေးသေးလေးတွေကိုလည်းဆက်လက်ဖန်တီးပြီးရင်ပြုလုပ်လို့ရပါတယ်ဥပမာဆိုကြပါစို့အဲ့ရတစ်ခုတည်းအပေါ်မှာအတူတူအိတ်နေတဲ့မြင်ကွင်းတွေနောက်တစ်ခါထမင်းအတူတူရှက်ပြုတ်နေကြတဲ့မြင်ကွင်းအလုံးသွားဖို့ပြုလုပ်နေတဲ့အတွက်အတူတူကတူဦးတူဦးကူညီပေးနေတဲ့မြင်ကွင်းစသဖြင့်ကိုကျိတ်နှေးသက်တဲ့မြင်ကွင်းတွေကိုဖန်တီးနိုင်ပါတယ် ဒါပေမဲ့ကိုဖန်တီးလိုက်တဲ့မြင်ကွင်းတွေအပေါ်မှာတော့ကို့အနေနဲ့အမှန်တကယ်စိတ်ကျင်နေပြီးပျော်ရွှင်မှုတွေရှိနေဖို့တော့လိုအပ်ပါတယ်။ဒီနေ့ချင်းခင်းကိုပြုလုပ်ပြင်ရှင်အပြင်မိษွေရဲ့စိတ်ထင်းမှာအဲ့ဒီအရာကို လိုရှင်နေတဲ့စိတ်ခင်စားချက်ရှိနေတဲ့အရှိန်ကနေပြီးတော့အဲ့ဒီအရာကို ပိန်ဆိုင်နေပြီးဆိုတဲ့စိတ်ခင်စားချက်အဖြစ်ကို ပြောင်းလဲပေးစေနိုင်ပါတယ်။ကိုယ်လိုရှင်နေတဲ့အရာကိုရရှိ ပိန်ဆိုင်နေပြီဆိုတဲ့စိတ်ခင်စားချက်ရှိနေဖို့အဓိကလိုအပ်တယ်။ ပြန်ပြောပါမယ်ကိုယ့်ရဲ့စိတ်ခင်စားချက်အရှိအနေဟာလိုရှင်နေပါ रे ဆိုတဲ့စိတ်ခင်စားချက်မဟုတ်ရပါဘူးအဲ့ဒီအရာကိုရရှိနေပါပြီဆိုတဲ့စိတ်ခင်စားချက်ရှိနေဖို့လို့ဒီအဲ့ဒီအရာကိုရရှိနေပြီဖြစ်တော့ပျော်ရွှင်နေတယ်ကြည်နဲ့နေတယ်ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်အဲ့ဒီလိုစိတ်ခင်စားချက်မျိုးတွေရှိနေဖို့လိုအပ်ပါတယ်အဲ့ဒီစိတ်ခင်စားချက်တွေကပဲမိတ်ဆွေလိုရှင်တဲ့အရာကိုအမှန်တကယ် manifest ဖြစ်စေပါလိမ့်မယ် အခုပြောခဲ့တဲ့လေ့ကျင့်ခန်းကိုတသမဲတည်းဆွေးဆွေးမြေးမြေးပြုလုပ်ပါ အနည်းဆုံးရပောင်း30တော့ပြုလုပ်ပါဒီလိုပြုလုပ်လိုက်ရှင်အပြင်ကိုလိုရှင်တဲ့အရာဟာ manifest မဖြစ်ပေနဲ့မနေနိုင်တော့ပါဘူးဒီနည်းလမ်းကိုအသုံးပြုရှင်အပြင်မိတ်ဆွေလိုရှင်တဲ့ ချစ်သူဘသူမဆိုမိ쇠ရဲ့ဘဝအထိမှာ manifest ဖြစ်လာပါလိမ့်မယ်အကောင့်အထိပေါ်လာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြင်အပြင်မိ쇠တော့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်